အင်ရှင်အသင်းအများစုဂိုးပြတ်နိုင်ရခဲ့တဲ့ချန်ပီယံလီးကွာတာဖိုင်နယ်ပထမအကြော့ပွဲစဉ်များမင်္ဂလာပါကိုခိုင်းစ်တဖုတ်ဘောရှူကနေကြိုဆိုပါရစေချန်ပီယံလိ Quarter Final ပထမအကြော့ပွဲစဉ်တွေကတော့အင်ရှင်အသင်းပြိုင်သက်တွေဂိုးပြတ် နိုင်ပွဲနဲ့အောင်ပွဲခံခဲ့တဲ့ပွဲစဉ်တွေလို့ပဲပြောရမှာပါဆိုတော့ဒီပွဲတွေရဲ့အဆိုးကောင်းအကျိုးကြောင့်မှန်သမျှကိုကျွန်တော်တို့ပြန်လည်သုံးသပ်ဆွေးနွေးမှုလုပ်ပါမယ်။အရှင်အသင်းတွေကဂိုးပြတ်နိုင်ခဲ့တဲ့အတွက်ကြောင့်ဒုတိယကြော့ရောက်ရင်တရင်ဒါမှမဟုတ်လည်းရှုံးရင်တောင်ချင်းမြောင်းနဲ့ရလနဲ့ရှုံးမယ်ဆိုရင်စမီဖိုင်နဲ့အဆင်ကိုတက်ဖို့အတွက်တေချာသွားသလောက်ဖြစ်သွားပါပြီ။ percentage နဲ့တွက်မယ်ဆိုရင်85ရာခိုင်နှုန်းတော့သူတို့ semi final နဲ့အဆင်ကိုတက်သွားပြီဗျ။ကျန်တဲ့25ရာခိုင်နှုန်းသာ drama joe တွေဂျိုးပြီးနော်။ ancient အသင်းကဂိုးပြတ်အနိုင်ကစားမှသာလျှင် ပြုတ်ပါလိမ့်မယ်လက်တွေ့ကျကျစဉ်းစားမယ်ဆိုရင်တော့ ီပထမအကြောကိုပြတ်နိုင်ထားတဲ့အသင်းတွေဒီနောက်တစ်ဆင့်ကိုတက်သွားဖို့အတွက်အချိန်နေအတော်လေးများသွားပါပြီ။ Okay အဲ့တော့ဒီ quarter final ပွဲစဉ်တွေထဲမှာပရိသတ်ရင်ခုန်ဆိတ်လို့ရှားစရာအများဆုံးရခဲ့တဲ့ပွဲတနည်းအားဖြင့်လုံးဝ surprise ဖြစ်ခဲ့တဲ့ပွဲက Real Madrid နဲ့ဒါ Arsenal ပွဲပေါ့လေ။နှစ်သင်းလုံးကတော့ကြိုးစားအားထုတ်မှုအပြည့်နဲ့ကစားကြပါတယ်။ Arsenal အသင်းဆိုလည်းသူတို့ရဲ့ကစားတဲ့ဟန်ပန်အတိုင်းတပြားမှမေ့အောင်ကစားခဲ့တယ်လို့ Real Madrid အသင်းကလည်းသူတို့ကစားသမားတွေရဲ့ကျွမ်းကျင်မှုကြားတွေကပေါ်ထွက်လာတဲ့အရှိန်အဟုန်နဲ့အတူဆက်လက်စီးမျောနေနိုင်သေးပါ။ပထမပိုင်းကစားတဲ့ပုံကြီးကြီး ာစနယ်အသင်းဂိုးသွင်းခွင့်တွေအများကြီးရတယ်ဆိုပေမဲ့ဂိုးရအောင်မသွင်းနိုင်ခဲ့ဘူး။ရီယယ်မက်ဒရစ်အသင်းရဲ့ ရီယယ်မက်ဒရစ်အသင်းရဲ့တူးချင်းတယောက်ချင်းကောင်းတဲ့ကစားသမားတွေစီကရတဲ့တံပြန်တိုက်စစ်တွေကိုအနေငယ်ရှိနေတယ်။ဘောလုံးပိပမှုတွေမှားနေတာတော့ကျွန်တော်တို့တွေ့ရတယ်။ရီယယ်မက်ဒရစ်အသင်းကလည်းအခွင့်အရေးတွေမီးရအသုံးမချနိုင်ဘူး။ဒါပထမပိုင်းရဲ့အခြေအနေ။သို့တော့ဒုတိယပိုင်းရောက်တဲ့အခါမှာလုံးဝဟင်ကနေဟာကနေဖြစ်မဲ့ဖြစ်ရမျိုးတွေပေါ်ထွက်ခဲ့တယ်။ခြေသွမ်းပိုင်းရတော့နှစ်သင်းလုံးကသူတို့ကစားလို့ရတဲ့ဘောင်ထဲချင်းတွေကနေအကောင်းဆုံးကစားသွားခဲ့တာပဲ။တင်စားပြီးပြောတဲ့ဒါ super natural သဘာဝလုံးဖြစ်ရဆိုတာ Declan Rice ရဲ့ twin goal နှစ်ခုကိုပြောတာပါ။ဟာ bro အဲ့ဒါကြီးကလွန်နေဗျ။တုံတုံမဖြစ်နိုင်ဘူးနော်။ကျွန်တော် review ူးထဲမှာလည်းပြောပြီးသွားပါပြီ။လေးချင်ကွင်းမှာတော့မင်းအဲ့လိုဖရီကစ်တွင်းကိုတွင်းပြကွာဆိုနှစ်ကိုးဆက်တိုက်ဝင်ဖို့ကမလွယ်ဘူး။သူကအဲ့ဒါကိုဘယ်ပေါက်ညာပေါက်တောင် ခွဲပြီးတော့ရအောင်နှစ်ကိုးလုံးကန်ပြသွားသေးတယ်။နှစ်ကိုးလုံးကလည်းရှယ်ကြီးကိုလှတာ။အကောင်းဆုံးတွင်းကိုတွေရွေးချယ်မယ်ဆိုရိုက်စ်ရဲ့တွင်းကိုနှစ်ကိုးလုံးကပါဝပါမဲ့အခြေအနေမျိုး။ဒါကဟိုကျွန်တော်ဘလုံးပွဲကြည့်ပရိသတ်တွေအတွက်တခါမှမမြင်ခဲ့ဘူးတဲ့။မြင်ကွင်းတစ်ခုပေါ့ဗျာတပွဲထဲမှာအဲ့လိုနေရာနှစ်နေရာခွဲပြီးတော့ free kick တွင်းကိုနှစ်ကိုတွင်းသွားတယ်ဆိုတာဘောလုံးမွဲကြည့်လာတဲ့တဒန်းမနှဲတော့ဘူးတချို့မိနေတဲ့ဘွဲလည်းရှင့်ရှိမှာပေါ့ထားပါ ်အခုနောက်ပိုင်းပွဲတွေမှာဆိုရင် Declan Rice ရဲ့ဒီ free kick တွင်ကိုနှစ်ခုဟာကျွန်တော်တို့အမြဲတမ်းအောက်မေ့တတိယနေစီမှာတော့တေးကြပါတယ်ဆိုတော့ Arsenal အသင်းကအင်ကွင်းမှာရလိုက်တဲ့ဒီ goal result ကြီးကသူတို့နောက်ဆက်ရုံတက်ဖို့အတွက်တော်တော်အင်အားကောင်းသွားတယ်ဗျ Rice ရဲ့ free kick တွင်ကိုနှစ်ခုတည်းနဲ့ပွဲပြတ်သွားရင်တော့ Madrid ကသူ့အင်ကွင်းရောက်ရင်ဘာမှမစိုးပြန်လုံးနိုင်စွမ်းတော့ရှိတယ်အသုံးကိုနဲ့ပြန်အနိုင်ယူမလားဘာညာပေါ့နော်ဒါဖြစ်နိုင်ချေ good result မျိုးတွေကိုထက်ထွက်ကြည့်တာတော်တော်အားကြီးက3ဂိုးပြတ်လောက်နဲ့အနိုင်ယူသွားတဲ့အခါကျတော့ Arsenal အဝေးကွင်းမှာ3ဂိုးသွင်းနိုင်ကမှသူတို့ကနောက်ထပ် အချိန်မို့ထက်ကန်ရမယ်ပုံစံမျိုးဖြစ်သွားတယ်အချိန်မို့ထက်မကန်ခြင်းလေးကိုသွင်းပြအဲ့လောက်ထိလွယ်ကူမနေဘူးလေဘာကြောင့်တော့အာစနယ်ဒီဒီနေ့အင်္ဂလန်ကလပ်တွေထဲမှာအင်အားအကောင်းဆုံးအသင်းပြအာစနယ်တသင်းပဲပါတော့တယ်ဂျန်နဲ့ဟိုကောင်းပေညွန့်ပေဆိုတော့လီဗာပူးမန်စီးတီးစတဲ့အသင်းတွေကပြုတ်သွားပြီအက်စတန်ဗလာကလည်းဘယ်နားနေမှမသိဘူးပြုတ်မဲ့အကွက်ကြီးဆိုတော့အာကြီးတသင်းပဲရှိတော့တယ်အင်္ဂလန်ဂုံဆောင်အမှာအာစနယ်တသင်းပဲ ။ Now Arsenal အသင်းရဲ့ခံစစ်ကစားပုံပေါ့နော်။အရင်ကောင်းတယ်။ Gabriel Magalhaes လောက်တော့ Cavio ကမကောင်းဘူးဆိုတာလက်ခံပေမဲ့သူတို့တွေရဲ့အသင်းလိုက်ခံစစ်ကစားပုံကကောင်းနေတာ။ Saliba ကြီးကလည်းထပ်ပါအောင်။ Jarre က Premier League ပွဲတစ်ပွဲမှာတော့ Saliba လို player မျိုးကိုလုံးဝပြပြဝအနာပေးပလိုက်တော့ဗျာ။နော်။ ။ဘာနေပြီးမှကစားတဲ့အခါကျရင်အင်ပြစ်အားပြစ်နဲ့ဆလီပါဥဆောင်မဲ့ခန့်စစ်တန်းကိုတုံးကိုတွင်းနိုင်ဖို့ဆိုတာအတော်မလွယ်ကူတဲ့လုပ်ရက်တစ်ခုလို့တော့ကျွန်တော်ထင်တယ်။တိုးတော်လည်းလုံးဝမဖြစ်နိုင်ဘူးလို့တော့ပြောတာမဟုတ်ပါဘူး။ဘောလုံးပွဲကဘယ်လိုပဲပုံမျိုးဖြစ်သွားနိုင်တယ်ကျွန်တော်တို့ကခမန်းနေတာပဲရှိတယ်လေ။အဲ့တော့ကြောင့်အာစတန်တင်းသည်ဆီမီဖိုင်နယ်ကိုတက်ဖို့အတွက်တော်တော်လေးအခြေအနေကောင်းသွားပြီလို့ပြောနိုင်ပါတယ်။ ကဲနောက်ထပ်တပွဲက PSG နဲ့ Aston Villa ဒါ Arsenal အသင်းနဲ့တွေ့မဲ့တွဲသားရင်းပဲတကယ်လို့ Aston Villa တက်သွားရင်တော့ Arsenal ကတော့ပူပြီးတော့ကောင်းတာပေါ့ဗျာ final တက်ဖို့အတွက်မျှော်လင့်ချက်ပိုရှိတာပေါ့ PSG တက်သွားရင်တော့ Arsenal ကတော့အရေးချင်းပူပြီးစစ်ခံရမယ် Real Madrid PSG လို့ပူဆွဲနိုင်ခြေရှိတဲ့အသင်းတွေနဲ့ကြီးပဲတွေ့မှာဖြစ်တဲ့အတွက် final မှာတစ်ဖက်ကဘယ်အသင်းပဲတက်လာတက်လာသူတို့ကအကောင်းဆုံးရှင်ပြိုင်ကစားနိုင်မယ်အနေအထားမျိုးရှိနေတယ်ဆိုတော့ PSG နဲ့ Aston Villa ဘက်က ဗလာနှမျောဖို့ကောင်းတယ်2ဝဲဆိုတဲ့အချိန်နဲ့ပွဲပြီးသွားမယ့်အချိန်မှာเนาะမိနစ်60ကျော်မှ PSG ရဲ့ twin ယူတဲ့ goal နဲ့3-1ဆိုတဲ့ရလနဲ့ရှုံးသွားတယ်အင်ကွင်းရောက်တဲ့အချိန်မှာတော့ PSG တင်းအနည်းဆုံး2ဂိုးပြတ်သွင်းမရလိမ့်မယ်အဲ့လို twin မှသာလျှင် extra time နေထပ်ပြီးတော့ကန်ရလိမ့်မယ်မ twin ချင်ဘူးဆိုရင်3ဂိုးပြတ်နိုင်အောင်ကန်ဒါပဲ PSG ကလည်းအဲ့လောက်လွယ်ကူတဲ့အသင်းတစ်သင်းမဟုတ်ပါဘူး Liverpool လိုဒီနေ့ Champion League မှာเนาะအုပ်စုတွင်ပွဲစဉ်တွေမှာအကောင်းဆုံးဖြစ်ခဲ့တဲ့အသင်းကိုအဝေးကွင်းရောက်တဲ့အခါအကောင်းဆုံးရှင်ကစားခဲ့တာပဲအဲ့တော့ကြောင့် Villa Park မှာလည်းပြိတ္တအားပေးမှုတွေ ညံနေပေမဲ့ Real Madrid Arsenal ပွဲလိုမျိုးပဲ PSG ကိုကိုပြက်ကြီးနိုင်ဖို့ဆိုတာထင်သလောက်လွယ်ကူမနေဘူးဒီအသင်းတွေကအသင်းငယ်လေးတွေမဟုတ်ဘူးဗျာအသင်းကြီးတွေကစားသမားကောင်းတွေလည်းအများကြီးပါတယ်ဆိုတော့နောက်တစ်ဆင့်ကိုတက်ဖို့အတွက် Aston Villa အနေနဲ့မျောလင်းချက်အတော်လေးနေသွားပြီထားပါဗျာ25%လောက်မျောလင်းချက်ရှိတယ်လို့ပဲအဲပြောကြရအောင်75%လောက် PSG သင် semi final ကိုတက်မှာဖြစ်ပါတယ် semi final မှာတော့ PSG နဲ့ Arsenal တို့ရဲ့တွဲဆိုင်ကိုမြင်တွေ့ရဖို့ဆိုတာအမှန်တမ်းအခြေအနေများနေပါတယ်ကဲကျွန်တော်နောက်ထပ် Landland ဘာစလိုနာနဲ့ဘရက်ရှာဒော့တမန်အတီတပတ်ချန်ပီယံလိခမန်းမှုတွေကိုဒါအနေနဲ့စကားကြုံလို့ပေါ့နော်ဖြည့်ဆွက်ပြောပါအောင်ဘာမှအကျိုးမြတ်မရဘူးနှစ်ပွဲတိုင်းနှစ်ပွဲရှုံးဒါပေမဲ့လည်းဘာစလိုနာဘွဲ့နှစ်ချက်ကတော့ရလိုက်တယ်ပေါ့နော်ဘာစလိုနာအတွင်းကိုအများဆိုပြီးရွေးပေးခဲ့တဲ့အခါကျတော့လေထားပါအဲ့တော့ပြောချင်တာဘာစလိုနာဒီဒော့တမန် ိမ်ကွင်းမှာဘာမှနလန်မထူနိုင်တဲ့ reset မျိုးကိုအိမ်ကွင်းမှာပုံဖော်ပြီးွားပြီရှင်းရှင်းလေး40ဆိုတဲ့ရလက်က40ဆိုတဲ့ရလက်က Borussia Dortmund ဘာစလိုနာကိုသူ့ရဲ့အိမ်ကွင်းမှာ၄ဂိုးပြတ်ထပ်နိုင်မှာရလိမ့်မယ်မဖြစ်နိုင်တော့ဘူးဘာစလိုနာကတော့နောက်တစ်ဆင့်ကိုတက်ဖို့က75%မဟုတ်ဘူးကျွန်တော်ကတော့99%လောက်တေချာသွားပြီလို့ထင်တယ်ဘာစလိုနာရဲ့လူစင်းနဲ့ဒီနေ့ရသည် Borussia Dortmund ရဲ့ဆွမ်းဆောင်ကြီးကြနေတဲ့ပုံစံနဲ့ဆိုရင်အာဂျာမနီသင်းတွေကအင်ရှင် အားဘလောက်ရှိတယ်ပဲပြောပြောအိမ်ကွင်းကစားဘလောက်ကောင်းတယ်ပဲပြောပြောလေးကိုပြက်ကြီးပြတ်နိုင်မှုဆိုတာမဖြစ်နိုင်တော့ဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ကြောင့်ဘာစလိုနာကဆီမီဖိုင်နယ်ကိုတက်ရောက်သွားပြီလို့ ပြောနိုင်ပါတယ်။ကဲနောက်တဲ့တပွဲက Bayern Munich နဲ့ Inter Milan ။ဒါကအိမ်ကွင်းပရိသတ်ရှစ်မှောက်မှာကစားခဲ့တဲ့အသင်းတွေထဲမှာတသင်းတည်းသောရလတ်မကောင်းခဲ့တဲ့အသင်း၊တနည်းအားဖြင့်ရှုံးပွဲကြုံတွေ့ခဲ့တဲ့အသင်း Bayern Munich ဖြစ်ခဲ့ပါတယ်။ Bayern Munich ကလည်းကျွန်တော်ပြောခဲ့သလိုပေါ့ Vincent Kompany ရဲ့အရေးသွေးပိုင်းကိုအရင်ယုံလို့မရဘူး။လူသေးစုဖွဲ့မှုအရာကြည့်ရင်တသင်းနဲ့တသင်းတိတ်မကွာဘူးဆိုရင် Bayern Munich ကတော့နည်းနည်းလေးပိုတာပါတယ်။ တိုးတော့တကယ်ကစားတဲ့အချိန်မှာအင်တာမီလန်အသင်းကိုရှုံးအောင်ရှုံးသွားသေးတယ်။တေးတောင်မကစားနိုင်ခဲ့ဘူးပေါ့နော်။ဆိုတော့ဆန်စီရိုရောက်တဲ့အခါကျရင်သူတို့နောက်ထပ်နိုင်ပွဲတစ်ပွဲကိုပြန်ပေါ်ဆောင်မှရလိမ့်မယ်။မဖြစ်နိုင်လို့တော့မပြောဘူး။ဒါပေမဲ့ခက်ခဲသွားပြီပေါ့ဗျာ။အဝေးကွင်းမှာအင်တာမီလန်နိုင်ပွဲရလိုက်တာကိုတေးပွဲတစ်ပွဲဆိုရင်တော့မှဆန်စီရိုကိုကွင်းရောက်တဲ့အခါကျရင်ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့အခြေအနေမျိုး။အဲ့တော့ကြောင့်ဘိုင်မြူနစ်ဒီနောက်တစ်ဆင့်တည်းရအားအတော်နေသွားပြီဖြစ်ပါတယ်60ရာခိုင်နှုန်းလောက် အင်တာမီလန်အသင်းဒီဆီမီဖိုင်နယ်ကိုတက်ရောက်မယ့်အခွင့်အရေးကိုရရှိသွားပြီလို့သုံးသပ်မိပါတယ်။ဆိုတော့တစ်ဖက်ဆီမီဖိုင်နယ်လမ်းကြောင်းမှာဘာစလိုနာနဲ့အင်တာမီလန်တို့တွေ့မှာဖြစ်ပါတယ်။ဒီတွက်ကြောင့်တာမန်အသင်းတွေထက်ပိုကောင်းတဲ့အသင်းတွေရဲ့ထိတိုက်တွေ့ဆုံမှုဖြစ်လို့ဘိုင်ယန်မြူနစ်ကဘာစလိုနာကအင်တာမီလန်ကိုဘာမှယတိပြက်ပြောလို့မရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။တစ်ဖက်ကအာစတန်နဲ့ PSG လည်းထိုးနေတူပါပဲ။အဲ့တော့ဖိုင်နယ်ရောက်ရင်ဒါ2006နော်ချန်ပီယံလိဖိုင်နယ်တုန်းကပုံစံမျိုးအာစနယ်ဘာစလိုနာပြန်ဖြစ်မလား။ဒါမို့ရင်နောက်ထပ်ချန်ပီယံအသစ်တွေဒါမို့ရင်နောက်ထပ် final မှာတွေ့ဆုံမှုပုံစံအစ်စ်တွေပဲမြင်ရမလားဆိုတာရင်ခုန်သွားတဲ့စောင့်ကြည့်လိုက်အောင်လို့ပြောရင်းနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျာ